online business ဆိုတာပါကြီးတယ်ဆိုတော့ကျွန်တော်ကအမြင်သာဆုံးဥပမာပေးရမယ်ဆိုရင်ကျွန်တော်တို့က adventure ခေးစဉ်တစ်ခုသွားတယ်လို့เนาะအဲ့တော့ online business online ပေါ်မှာစီးပွားရေးလုပ်ငန်းလုပ်တယ်ဆိုတာစွန့်စားခေးထွက်နေတယ်လို့ပဲဗျเนาะဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ခေးထွက်တယ်ဆိုရင်ရက်တွေဘလို့သွားကြလဲကျွန်တော်တို့ဒီ surprise သွားတာရှိတာဟိုလုံးဝပြင်ဆင်ပြီးသွားတာများလားကျွန်တော်ထင်ပါရယ်ပေါ့နော်ဆရာကတယောက်လောက်ကပဲလို့ surprise ထွက်တာပေါ့နော်ဟိုချက်ချင်းဒုတိယကောက်ထွက်သွားတာမျိုးပေါ့ ဲကျွန်တော်လည်းလုပ်ခုပါဒါပေမဲ့များသောအားဖြင့်ကျွန်တော်ခီးတွေထွက်ပြီဆိုရင်ပြင်ဆင်ရတယ်ဗျာပြင်ဆင်ရတယ်အဓိကတော့ပူသွားမဲ့ခီးစင်နဲ့ပတ်သက်တဲ့ဟာတွေအဲနောက်ပြီးရင်ကျွန်တော်တို့အဲဘဲသွားမယ်ဆိုတာမျိုးတွေဘာကြီးသေးသွားမယ်နောက်ဆုံးဗျာဘာဖက်ရှင်ဝင်မယ်ဘလိုပုံလေးတွေရိုက်မယ်ဆိုတာကအဆုံးကျွန်တော်ခုနောက်ပိုင်းလူငယ်တွေပြင်ဆင်လာကြရပါတော့အဒီလိုပဲ online business ဆိုတာကခုနပြောခဲ့သလို geo-driven ခီးစင်တော့မဟုတ်ဘူးเนาะ adventure စွန့်စားပြီးသွားမယ်ခီးစင်တွေဖြစ်တယ် ဆိုတော့စုံစားပြီးသွားမယ်ခေးစဉ်တစ်ခုဆိုရင်ကျွန်တော်ပူတော်မှဂျူတင်ပြင်ဆင်ရသေးတယ်ဂျူတင်အရန်အားကောင်းဖို့လိုတယ်အဲ့တော့ကျွန်တော် online ပေါ်မှာနောက်နေရာတစ်ခုရက်တည်ဖို့စူးစမ်းကြတဲ့အခါမှာ online ပေါ်နေပြီးအင်ကန်နေမြောင်းကိုတိစောက်ကြတဲ့အခါမှာကျွန်တော်တို့ကပြင်ဆင်မှုအားကောင်းလေငွေကောင်းလေပဲเนาะတချို့ကျတော့အမှတ်ပဲဆိုဟိုတိတ်ပြီးတော့ဒီနီလန်းတွေကိုသုံးချတဲ့အခါမှာအဲဒီကတော့ပြင်ဆင်မှုအားနေတာပေါ့အဲ့ဒါကြတော့ကျွန်တော်တို့မှတ်တော့ခဲ့တယ်တင်ပလောက်ရှင်းမရောက်တာအများကြီးကြုံရနိုင်တယ်အဲ့တော့ကျွန်တော်ကဒီမှာ အချက်ခုနှစ်ချက်နဲ့ကျွန်တော် highlight လေးပြချင်တယ်နော်အဲ့တော့ကျွန်တော်တို့က online business တခုလုပ်တော့မယ်ဆိုရင်ဒီအချက်ခုနှစ်ချက်ကိုမဖြစ်မနေဖျက်သိမ်းရတယ်လို့ဆိုဘာကြီးလဲပေါ့နော်ပထမဆုံးကျွန်တော်တို့ကဘာလဲဆိုတော့ business idea နော်အဲ့တော့ဒါကတော့အချင်းချုပ်လေးကျွန်တော်ပြောပြမှာနော်ပြီးတော့ဒီနေရာလေးကိုကျွန်တော်ကတရချင်းစီရှင်းသွားမှာဖြစ်ပါတယ်အပြောရရင်တော့ဒါမာရိကာပေါ့ဗျာဒီသင်ကန်းစာရဲ့ course ပေါ့အဲ့တော့ပထမဆုံး business idea အကြောင်းပြောမှာအဲ့တော့ရှင်းရှင်းလေးပဲလုပ်ငန်းတခုလုပ်တဲ့အခါမှာကျွန်တော် business idea အရင်ယူကြည့်ရအောင်ဒီတရားတွေစဉ်းစားကြည့် idea မရှိဘဲနဲ့လုပ်လို့လို့ရအောင် တော့မရအောင်เนาะအဲ့တော့ဒီမှာတယောက်တယောက်မျိုးစီ idea တွေရှိတယ်အာပြောမလဲခုနဆိုလုပ်ငန်းတွေမတူညီတာတွေအများကြီးရှိတယ်အဲ့တော့အဲ့အရာကြီးကတူညီပွဲပြရတယ်ပေါ့ဒါပေမဲ့အဲ့ idea တွေကနေတစ်ဆင့်ကျွန်တော်ဝင်ငွေဖြစ်အောင်လုပ်ရမှာเนาะအဲ့တော့ idea ဆိုတာရင်းရေးကြည့်ပါတယ်အဲ့တော့ဒီနေ့မှာဆိုလို့ရှင်လေဒီလုပ်ငန်းတစ်ခုစဖို့ဘာမှစဉ်းစားလို့မရဖြစ်နေတာတွေခုနပြောလို့9 to 5မှာပိတ်မိနေတာတွေဒါမှမဟုတ်လေလုပ်ငန်းလုပ်ဖို့ပြင်ဆင်နေတဲ့သူတွေအတွက် best idea နဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်ဒီနေ့အဓိကပြောမှာဖြစ်ပါတယ် အဲ့ legend တနိုင်မှာပေါ့နော်သူကတော့နိုင်ခွဲလောက်တော့ရှိပါပြီမိဆက်တာနေတယ်နည်းပါအာညာပြောနေတယ်အဲ့တော့နောက်တစ်ခုကနံပါတ်နေ idea ရှိသွားပြီဆိုရင်ကျွန်တော်ဘာဆက်လုပ်ရလဲဆိုတော့ဒီ idea ကိုကျွန်တော်တို့ကစတင်အကောင့်ခဲပေါ်ဖို့အတွက် social media တွေကိုကျွန်တော်အသုံးချရတယ်ဆိုတော့ကျွန်တော် online မှာတက်လာပြီဆိုရင်ဒီကကျွန်တော်ဘာရင်နဲ့ချိတ်ဆက်ရလဲဆိုတော့ကျွန်တော်တို့ရဲ့ customer ID ကိုရောက်ဖို့အတွက်ကလမ်းကြောင်းတွေဒီ social media တွေပဲရှိတာပေါ့နော် ဆိုတော့မီဒီယာတွေထဲမှာမှာဒီဆိုရှယ်မီဒီယာတွေမှာပြထားပြီးတော့ကျွန်တော်သွားချရပေါ့နော် all media လို့ခေါ်တဲ့ website တွေ application တွေလည်းတနည်းတို့ရမယ်နော် website တွေ application တွေလည်းကျွန်တော်လုပ်ကြရတယ်သို့တော်လည်းကျွန်တော်အများဆုံးအဖြစ်ကတော့အာ social media ကိုသုံးပြီးတော့ကျွန်တော်တို့ဝင်ဝင်တိဆောက်နေကြတာများပါတယ်အဲ့တော့ဆိုတော့ social media management လုပ်တတ်ပြီလားဆိုတော့အဲ့ပြန်ပြီးဖို့လုပ်ရဲကျွန်တော်အားလုံးကဖုန်းထဲမှာ social media တွေအများကြီးထည့်ထားကြတယ်ဒါပေမဲ့လည်းလုပ်ငန်းအတွက်ဘယ်နှခုသုံးပါလဲလို့မေးလိုက်ရင်အတိုင်းပေါက် ကျွန်တော်ဟိုတယ်မှာဆိုလို့ရှိရင်ကျွန်တော်လိုက်ပြီးရောဖုန်းကြီးကြည့်အော် social media အများဆုံးတော့လည်းသူကျွန်တော်စုပေးမယ်အတူတူခုနှစ်ခုရှစ်ခုတွေပေါ့နော် session တောင်းလိုက်လားတော့မသိဘူးဒါပေမဲ့တကယ်တကယ်သုံးရတယ်ပေါ့နော်ဒါပေမဲ့လုပ်ငန်းအတွက်ဘယ်နှခုသုံးရလို့ပြီးတဲ့အခါမှာအပြားတုတ်ပေါ့ဟာကျွတ်ရလေအခုတော့မပြည့်ရလို့ရှိတယ်တကယ်အဟောစရာရတယ်တခုတော့မပြည့်ဘူးတခုမပြည့်ဘူးဆိုတော့ဗျာ Facebook page မရှိဘဲနဲ့ Facebook account ကနေရောင်းနေလို့ရှိတယ်ဟာလို့ဟာဘလို့ရေးသွားနေရလဲပေါ့နော်ဒီတော့အခွေကြီးတွေအများကြီးရှိရ social media ကိုဘာလို့အသုံးချကြတာလဲ ဆိုတာတွေပေါ့နော်အဲ့တော့တို့တရားကြည့်နေသူမှလည်းပဲဒီ social media တွေပေါ်နေဘယ်လိုမျိုး strategy နဲ့လူတွေသိအောင်လုပ်ရမလဲဆိုတဲ့အရာတွေနားလည်မလို့အဲ့တော့မနှက်ဖြန်ကြရင်သိရမှာဖြစ်ပါနော်နောက်တစ်နေ့နောက်တစ်တက်ဘာထက်သိဖို့လိုလဲဆိုတော့ဒီ social media တွေပေါ်မှာကျွန်တော်ကနေရာယူဖို့အတွက်အာ content တွေဖန်တီးရကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေ page နဲ့ message တွေကိုဂျာကန်ဆက်သွယ်ပေးမယ် content တွေလိုပဲအဲ့တော့ content ဆိုရယ်တချို့အခုမှကြားဖို့လည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်ဒါမှလည်းနောက်ပိုင်းကျရင်ဖြည်းဖြည်းချင်းသိသွားမယ်အဲ့တော့အဲ့ content တွေကိုဘယ်လိုဖန်တီးမှာလဲအဲ့တော့ ပြောချင်တာကအခုကျွန်တော်ဆိုရှယ်မီဒီယာပေါ်မှာတင်တဲ့ content တွေကအဲတယောက်နဲ့တော့မတူတချို့ကတေချာစနစ်တကျဖန်တီးတယ်တချို့ကကြုံသလိုဖန်တီးတယ်တချို့ကလည်းအခုချက်ချင်းတင်အခုချက်ချင်းပဲအဲ reaction တွေလုံရအောင်လုပ်နေသူရှိတယ်ပေါ့နော်မျိုးစုံအဲ့တော့ဒါပေမဲ့ကျွန်တော်တခုကြိုပြောချင်တာကရှင်းပါလေပြောထားပါတယ်တကယ်အောင်မြင်နေတဲ့သူတွေကအဲ့လိုမျိုးချက်ချင်းရုပ်ရည်ကြီးစပြီးတော့လုပ်နေကြတာမဟုတ်ဘူးနဲ့စနစ်တကျကြိုတင်ပြင်ထားကြတာဖြစ်တယ်အဲ့တော့ဟိုဒီနေရာမှာလည်းကျွန်တော်အသေးစိတ်ပြောပြပြီးဖို့ တတ်တယ်ပေါ့နော်အဲ့တော့ content planning လုပ်တဲ့အပိုင်းတွေပေါ့ကိုယ့်ရဲ့ social media channel တွေမှာဘယ်လို post တွေတင်သင့်တာလဲဘယ်လုပ်ငန်းဆိုရင်ဘာမျိုးတွေတင်သင့်တယ်ဘယ်လိုပုံစံလေးတွောင်းရင်ကိုကောင်းမလဲဆိုတဲ့ idea တွေကို planning နဲ့လုပ်ဖို့လိုပြောချင်တာကစိတ်ကူးပေါက်ထတင်ပြီးတော့ရောင်းအားကောင်းခြင်းတဲ့အိမ်မက်ကိုမလုပ်မရဘူးစိတ်ကူးပေါက်ထတင်ပြီးတော့အောင်မြင်ခြင်းတဲ့အိမ်မက်တွေကိုကောင်းတယ်ပေါ့လို့မရဘူးကျွန်တော်တို့ဆက်ပြောသေးပေါ့နော်အိုက်ဆိုင်ရင်တခါလေးဖြစ်လိမ့်မယ်ဒုတိယချက်ချင်းအောင်မြင်သွားတယ်ဒါပေမဲ့အဲ့ဒါခဏပါ ဒါပေမဲ့ကျွန်တော်တကယ်အောင်မြင်ခြင်းကြောင့်စနစ်တကျနဲ့သွားရဖြစ်ပါတော့အောက်ခြေအောက်ခြေ foundation ခိုင်မှာပို့ထပ်တက်ပေးရအောင်နော်အဲ့တော့အဲ့တော့ plan အရင်ကြီးကြည့်ရ Okay စနစ်တကျနဲ့ strategy ကြ plan လေးလုပ်တက်သွားပြီဆိုရင် content creation ဘိုင်းမှာလေ content တစ်ပုဒ်ဖန်တီးတဲ့အခါမှာ duration မတည့်ရအောင်ဘယ်လိုသွတ်သွင်းမလဲဘယ်လိုဖန်တီးမလဲဘယ်လိုပြင်ဆင်မလဲတွေသိဖို့လို့ဆိုတော့ငါလုပ်ငန်းရှင်ပဲငါကိုယ်တိုင်မရေးဘူးတမယောက်အပ်မှာဒါဆိုရင်တော့ဟိုအနည်းဆုံးတော့ဗျာကျွန်တော်တို့ content ကြောင့်နားလည်ရင်ပိုအဆင်ပြေတယ်ကိုက content writer ကိုအပ်လိုက်တဲ့အခါမှာ content writer ရေးတာကိုကို ပြောမှာဖတ်ကြည့်ပြီးတော့မသုံးသပ်တတ်ဘူးဆိုရင်လည်းကို page ကအောင်မြင်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ဒီသင်တန်းမှာဆိုရင်ကိုနဲ့နဲ့ပတ်သက်ပြီးတော့တော်တော်လေးပြောဖို့ရှိတယ်နော်။အဲအရင်သေးစိတ်ကြည့်တော့မဟုတ်ဘူး။ဒါပေမဲ့လေလုံလောက်တဲ့ပမာဏနဲ့ကိုနဲ့ကိုဘယ်လိုဖန်တီးရမလဲဘယ်လိုစဉ်းစားရမလဲဆိုတာသိသွားနိုင်တယ်။အဲ့ဒါဒီ4မှာပြောပြမှာဖြစ်ပါတယ်။၄ရက်မြောက်နေပေါ့နော်။ဆိုတော့နောက်တစ်ခုဟုတ်ပြီ။အဲ့တော့ channel တွေပေါ်မှာ content တွေလည်းတင်တတ်နေပြီစတင်တကြ plan နဲ့လည်းသွားတတ်နေပြီ။ဒါပေမဲ့ဒီလိုမျိုး post တွေတင်နေတိုင်းရောကျွန်တော်တို့ပြီးသွားပြီလား။ကျွန်တော်ရောင်းအောင်ကောင်းပြီလား။အိမ်မက်ဖန်တီးလို့ရပြီလား။ ရာလေးပေါ့နော်နောက်ကနေပြီးတော့ကျွန်တော်တင်တဲ့ post တွေကိုလူတွေပိုစိတ်ဝင်စားလာအောင်လို့နောက်ကနေဘာနဲ့တွန်းရလဲဆိုတော့ကြော်ညာအားနဲ့တွန်းရတယ်ရှိတယ် media buying လို့ခေါ်တဲ့ boosting buying တွေလုပ်ရတယ် advertising တွေလုပ်ရတယ်ရှိတယ်ဆိုတော့အဲ့အရာတွေကိုလည်းကျွန်တော် signature ပြောပြပြီးကိုရှိတယ် facebook မှာဘယ်လို boost လုပ်ရဲဆိုတာတွေ tiktok မှာဘယ်လို boost လုပ်ရဲဆိုတာတွေကျွန်တော် share လုပ်ပြီးရှိပါတယ်နော်ဆိုတော့ဒါလေးတွေကလည်း day 5မှာကျွန်တော်ပြောပြမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ okay အဲ့လိုကြော်ညာလိုက်ရင်ရောကျွန်တော်ပြီးသွားပြီလားဆိုတော့လေပြောချင်တာကလုပ်ငန်းတစ်ခုမှာ တချို့လုပ်ငန်းတွေကတော့ဒီလိုမျိုးနည်းလမ်းနဲ့အောင်မြင်နေရရှိပေမဲ့လေတချို့လုပ်ငန်းကျတော့အဲ့လောက်နဲ့မရပါဘူးအဲ့တော့တခြားသောဘာ strategy ထပ်သုံးရမလဲဆိုတော့ online marketing strategy ကိုတက်နာနေအောင်လုပ်ရတယ်ဥပမာဥပမာပြရမှာအာ license strategy လို့နော် influencer marketing တို့တခြားသော event marketing စသဖြင့်ဒါတွေအများကြီးကျွန်တော်ဆက်ပြီးအသုံးချရသေးတယ်ပြောချင်တာကဒီ line out တစ်ခုတည်းနဲ့သွားနေလို့တော့မရဘူးပြောချင်တာ one way ပဲမရဘူးပြန်ဆန်မှုတွေရမ်းများတယ်ကွန်ပျူတာတွေရမ်းများတယ်ကိုကတမယိုးကြနေနေပဲထိုးပေါက်နေရဆိုရင်တော့ကြံခဲ့တယ် ဟောကျွန်တော်တို့လိုမျိုး agency ဆိုလည်းရမ်းများတာပေါ့အဲ့တည်းမှာမဟုတ်ကိုကဘယ်လိုမျိုးရက်တင်နေအောင်ကြိုးစားမလဲအဲ့အဲ့အဲ့ကျွန်တော်စဉ်းစားဖို့လိုတယ်ကျွန်တော် agency မှာဆိုကျွန်တော်က boost ထိုးစရာမလို boost မထိုးဘဲနဲ့ကျွန်တော် client တွေရအောင်ရှာဒီကတော့ကျွန်တော်ဒီတန်းနေတင်နေတယ်အဲ training နေပေးတယ်ဆိုတာလေတကယ်တော့ marketing ပဲကျွန်တော်ခုလိုမျိုးစာတင်တဲ့အခါမှာလေလုပ်ငန်းရှင်တွေပါလာရအများကြီးရှိတယ်အဲ့အမှတစ်ဆင့်ကျွန်တော်တန်းတစ်ခါပြီးတိုင်းမှာ client တယောက်မြောက်လောက်ရတယ်ဒါလည်းကျွန်တော် strategy ပဲပေါ့နော်အဲ့တော့ဟို boost တွေထိုးပြီးတော့သွားနေရမျိုးကျွန်တော်မဟုတ်ဘူးပေါ့နော်အဲ့တော့ ပြောချင်တာကအဲ့လိုမျိုးတယောက်နဲ့တယောက်မတူညီတဲ့ strategy နဲ့တော့တွားကြတာပဲနော်အသိစေချင်တယ်အဲ့တော့ဒီတလန်းနဲ့တွားနေလို့မရဘူးကိုယ်ကျေတင်နဲ့ဘူးကျေထိုးတယ်ဒါနဲ့ပဲအဆင်ပြေလားဆိုမပြေနိုင်ဘူးတချို့ပြေတယ်တချို့မပြေနိုင်ဘူးနော်အဲ့ဒါသိဖို့ပဲနောက်တစ်ခုကကျွန်တော်အခုနောက်ပိုင်းပေါ်လာတဲ့ digital marketing နဲ့ပတ်သက်တဲ့ AI tools တွေအာဒီဥပဒေထားပါတယ်ကျွန်တော်ဖုန်းထဲမှာအသုံးပြုနေ software တွေကိုလုပ်ငန်းတွေဘယ်လိုမျိုး app တွေသုံးရမလဲဒါတွေကိုလည်းသိဖို့လိုတယ်။ဒီကအလန်းဝေးလို့မရဘူး။ဆိုတော့ Facebook page တော့ပဲသုံးတဲ့ယုံနေတော့ online ပေါ်မှာဆရာကြလို့မရဘူး။ တင်မှာအခု AI တွေပေါ်လာပြီ AI ပေါ်လာရဲ့အခါမှာတကယ်ကျတော့ကိုယ်ဝင်လေးလေးပြောမယ်ဆိုလို့ရှင်ကျွန်တော်တို့အတွက်အရန်အသုံးဝင် junior level လောက်ရှိတဲ့ content writer လောက်ကိုကျွန်တော် AI ကိုခိုင်းလို့ရတယ်ကမ္ဘောမှာနော်အဲ့တော့ content writer ကြီးထွက်တော့တိတ်တော့မပြောဟိုပေါ့နော်ဟိုလင်းစိုးပဲပေါ့နော်အဲ့တော့ဒါမှမဟုတ်လူတွေဖန်ပြီးတဲ့ဒီဟိုပေါ့နော်စဉ်းစားမှုလောက်တော့မကောင်းဆိုတော့ data ဘက်မှာကျတော့ကျွန်တော် AI ကိုမပြူးတော့ဟုတ်ကျွန်တော်ဆို data ဘက်မှာ AI ကိုအသုံးချနေရတယ် planning ဘက်မှာ AI ကိုအသုံးချနေရတယ် ဆိုတော့ဒီကလုပ်ငန်းရှင်တွေ AI ကိုအသုံးချနေပြီလားဒါတွေကိုကျွန်တော်တို့ day 7မှာပြပြဖို့ရှိတယ်ဆိုတော့နှစ်ချုံလိုက်မယ်ဆိုလို့ရှိရင်ဒီအကြောင်းအရာတွေကိုအလုံးပြီးသွားပြီဆိုရင် online ပုံမှာကကိုယ်ပဲလုပ်ငန်းပဲလုပ်လို့ဒီများလုပ်ငန်းပဲလုပ်နေပါစေကိုယ်တိုင်လုပ်ဖို့စဉ်းစားနေရတဲ့သူပဲဖြစ်နေပါစေအဆင်ပြေနိုင်တယ်ဆိုတော့ဘာလို့အစားလုပ်ရမယ်ဆိုရင် idea တွေ mindset တွေနားလည်သွားတယ်နော်ဆိုတော့အဲ့ကြောင့်ကျွန်တော်အကြမ်းပြင်းပြောချင်တာကပါလဲဆိုတော့ online business ဆိုတာဒီစွန်စားခီးစဉ်တစ်ခုတက်လန်းနေရတာဖြစ်တဲ့အတွက်ဒီလိုမျိုးခီးစဉ်သွားတဲ့အခါမှာဘယ် တို့တင်ပြီးတော့ပေါ့နော်ဘယ်နေရာမှာပါရှိတယ်ဘလို့ပြင်ဆင်သွားမယ်ဆိုတာသိသွားခဲ့ရင်ချွတ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 ်နဲ့တောင်တိတ်ကိုရောက်သွားနိုင်တယ်အောင်မင်းစွန်နဲ့ဖြတ်သန်းနိုင်အဲ့လိုမျိုးမဟုတ်ဘဲနဲ့စွန်စားကြည့်ပါဆိုမှကိုကဘာမှမသိနော်ဘာမှမသေးဆောင်အဲ့လိုမျိုးစွတ်သွားနေလို့မရအောင်ကြောက်တဲ့ကြရင်ကြမယ်စူးနေမိနေမိမယ်အဲ့လိုဖြစ်တဲ့အဲ့တော့ကျွန်တော်တို့ကကြိုတင်ပြီးတော့ရှေ့မှာချို့ရင်ကြုံထားရတဲ့ experience တွေဒါတွေကိုပြန်ပြီး share လုပ်ရင်းနဲ့ အဲတချို့အမှားတွေကိုကြောခွတ်သွားဖို့လိုတယ်။တချို့အရာတွေကအတုံးချပြီးလိုတယ်ဆိုတာကိုကျွန်တော် share လုပ်ပေးချင်တာဖြစ်ပါတယ်။နော်အဲ့တော့ဒါဒီ comment ချက်ကိုနည်းနည်းသဘောပေါက်မယ်လို့ကျင်ပါတယ်။ online မှာတက်လာပြီဆိုတော့ကျွန်တော်ဒီ comment ချက်ကိုမဖြစ်မနေနားလည်ဖို့လိုတယ်။နားလည်ပြီးသွားရင်လည်း level တစ်ခုရောက်သွားမယ်လို့ကျွန်တော်ကြုံကြည်တယ်။